TNL အပြစ်ခက်ရဲဆဲသွားပြီးတဲ့နောက်ပိုင်းမှာတားပုံးကျော်ကနေပြောတယ်တရုတ်ဖီအားကြောင့်ဒီမျိုးတွေပြန်ပေးလိုက်ရပါတယ်တဲ့ဒါဆိုရှင်တို့ကရောဒီမျိုးတွေရရှိတော့အောင်တို့တယောက်တည်းတို့တစ်ဖွဲ့တည်းရဲ့အစွမ်းအားနဲ့ရရှိကြတာလားအားလုံးသိတဲ့အတိုင်းပဲ TNL ရဲ့ဆရာက1နဲ့ MNDA အဲ့တော့ TNL ရဲ့တပည့်အားကြတော့မန္တလေး PDF ပေါ့အဲ့တော့မန္တလေး PDF ကတော့အားလုံးရဲ့အောင်နှင်းပြအစင်မှာရှိတာပေါ့အဲ့တော့ MNDA ကိုးကန့်ရဲ့တပည့် TNL TNL ရဲ့တပည့်ရမှဒါအမန္တလေး PDF ပေါ့မန္တလေး PDF ဖွဲ့ရကြလဲတောက်လျှောက် TNL တက်ဖွဲ့ဝင်နေထိုးကျိတ်တပ်ပုတ်ရိုင်းနှက်ချင်အောင်ခံခဲ့ရတာကိုမှတ်ပုံလည်းမပေါ်ဘူးနောက်ပြီးတော့လဲအခု TNL တို့ကဒီမိုးကုတ်ကနေဆုံခေါက်ဆုံခွာသွားပြီးတဲ့နောက်တို့ကဒီမျိုးကိုဆက်ထိန်းထားမယ်ဆိုတဲ့ MyU ရဲ့စံစွာဆုံးဖြတ်ချက်ချတဲ့အတန်တွေလည်းကြားနေရတယ်တနေ့လုံးမှရှိတဲ့ PDF တွေကိုဒီကိုခေါ်တယ်တက်ကွင်းတွေကိုစူးပြီးခေါ်နေတာလားတက်မတော်ကအဖက်ဖက်ကနေဝင်းရံပိတ်ဆို့ထားပြီးသွားပြီး တို့မှာကောင်းမွန်တဲ့ရွေးချယ်မှုတစ်ခုပြုလုပ်ဖို့လိုတယ်။ကိုယ့်ရဲ့တပ်သားတွေကိုယ့်ရဲ့အဖွဲ့သားတွေရဲ့အသက် OA စီးစိမ်တွေကိုတတ်နိုင်သလောက်ကာကွယ်မှာလား။ TNL ရဲ့စာချန်စာချန်ဒီကြောက်ကောင်းကြောက်မြက်ကလေးတွေရရှိဖို့အတွက်ကိုကိုယ့်ရဲ့တပ်ဖွဲ့ဝင်တွေကိုစတဲ့မှာလားဆိုတာကိုတေချာစဉ်းစားဖို့လိုတယ်။တာပုံးကျော်တိုင်းကျော်တို့ကတော့တရုတ်ပြည်ထဲမှာရှိရွာလေးတွေမှာသူကသွားပြီးတော့ဘုကောကရခဲ့တဲ့ကြောက်ကောင်းကြောက်မြက်တွေနဲ့တသက်စားမကုန်အောင်အေးအေးဆေးဆေးနှံ့ပြီးနေလို့ရတယ်ဆိုပေမဲ့ ဒီမိုးကုတ်ဖြူဟာမှာ TNL တက်ကူတိုက်ပေးနေတဲ့မန္တလေး PDF လေးတွေရဲ့အနာဂတ်ကရောတားပုံးကျော်တားအိုက်ကျော်တို့လိုမျိုးဒူးနံပြီးနေနိုင်မဲ့အနာဂတ်မျိုးရှိမှာလားတေချာပေါက်ရှိမှာမဟုတ်ဘူး TNL တက်ကူပို့ပြီးတော့ဆရာကြပါဆိုရဲ MND တို့ဝါရောင်ညင်နေရတာတရုတ်ကလည်းကြားဖြန့်ခေါင်းစဉ်နဲ့ဥပယ်ဆောင်ချင်းတို့မင်းရှောက်ချမ်းတို့ဖမ်းလိုက်တဲ့အတွက်ကြောင့်မို့လို့ ကိုကံပြည်သူစစ်အဖွဲ့ကြီးကဝါစီပြည်သူလို့ပြီးသွားပြီးတော့ရှမ်းမြောက်တခွင်လုံးဟာကျသွားခဲ့ရတယ်နောက်တစ်ခုကဘေယာမန်ရောက်လာမှမသိတဲ့ drone စစ်စင်ရေးတွေတဲ့ဘယ်လိုလုပ် DNL တွေတုံးတက်မှာလဲ DNL တွေပြစ်တက်မှာလဲဒီစစ်စင်ရေးတွေကြောင့်အသာစီးရခဲ့ပြီးတဲ့နောက် DNL ဟာရှမ်းလူမျိုးတွေအများစုနေထိုင်တဲ့မြို့တွေကိုတမျိုးပြီးတမျိုးသိမ်းခဲ့တယ်တက်မတော်ကလည်းခွာစစ်စင်ခဲ့တယ်အခုချိန်မှာတော့တက်မတော်ဟာအဖက်ဖက်ကနေတန်တမန်ရေးရမှာရောစေးရမှာရောအသာစီးရနေတဲ့အတွက် မဖြစ်မနေသူတို့ကစစ်ကိုရက်ဆက်ရမှာပဲသူတို့ကပြောပါတယ်တာဘုံကျော်တာကြီးကျော်တို့ကဒါကသူတို့အားမွေးတာပါလို့ဒါသူတို့ကပြန်ပြီးတော့အင်အားပြန်စုတာပါလို့ပြောတယ်ဘာမှလဲတရုတ်ပြည်နယ်စပ်ထဲမှာလားတရုတ်ပြည်ထဲမှာသွားပြီးအင်အားသွားစုမှာလားကိုပလောင်လူဦးရာရှမ်းမြောက်မှာဘယ်နှသိန်းရှိလဲလွန်ဆုံးကျွန်ဆုံး၄သိန်းကျော်ပေါ့အဲ၄သိန်းကျော်မှာတိုက်နိုင်ခိုက်နိုင်တဲ့ယောက်ျားပါမိမပါမကြံပေါင်းမယ်ဆိုရင်၂သိန်းကျော်ဒီ၂သိန်းကျော်လောက်ရှိတဲ့ပလောင်လူလူတစ်ခုလုံးကိုစည်းမယ်ဆိုလို့ရှိရင် ကိုယ့်ရဲ့လူမျိုးရဲ့အနာဂတ်ဘယ်လိုရှေ့ဆက်မှာလဲမဖြစ်နိုင်တဲ့အရာကြီးကိုစိတ်ကူးယဉ်နေပြီးတော့ကိုယ်အရင်တော့ရရှိခဲ့တဲ့ပလောင်ကိုပိုင်အုပ်ချုပ်ခွင့်ရနေမြေမှာဆက်ပြီးတော့လွတ်တော်နဲ့ဆက်ပြီးတော့ကိုယ့်ရဲ့ကိုပိုင်အုပ်ချုပ်ခွင့်နဲ့ဒေသဦးစီးနဲ့နေမယ်ဆိုရင်တောင်မှပဲအစင်တန်းတစ်ခုမှနေနိုင်ရဲ့သားနဲ့ခုလိုမျိုးစစ်ဘေးစစ်တမ်းတွေကိုတိမ်ကြုံပြီးခေါ်ခဲ့တဲ့ TNLA လိုမျိုးပလောင်လူလူတစ်ခုလုံးကိုစားမပြုတ်တဲ့ အဖွဲ့တစ်ခုကြောင့်ပလောင်လူထုဟာအမတန်းမှနှစ်နာခဲ့တယ်စီးပွားရေးတွေပျက်စီးခဲ့တယ်ပညာရေးတွေပျက်စီးခဲ့တယ်လူမှုရေးတွေပျက်စီးခဲ့တယ်ရှမ်းမြောက်တစ်ခွေမှာရှိတဲ့ရှမ်းလူမျိုးတွေရဲ့ဘုံဒီမှုကိုခံခဲ့ရတယ်ဘာလို့ဘုံဒီတာလဲရှမ်းလူမျိုးတွေနေတဲ့ဒေသတွေမှာသွားပြီးတော့ဒါ TNL ရဲ့ဒါဟိုတအောင်းရဲ့စာတွေရေးတယ်ဒစိမ့်တွေခတ်တယ်ငါတို့နေငါတို့တိန်းတည်းငါတို့နေဆိုပြီးတော့လုတ်တယ်အနိုင်ကျင့်တယ်လူကားဝါးတဲ့ဟာတွေအမျိုးမျိုးတွေလုတ်တယ်လို့ကြောင်မလို့ ရှမ်းမြောက်မှာနေတဲ့ရှမ်းလူတို့တွေအနေနဲ့အရင်တုန်းကတက်မတော့ပြည်အောင်စုအစိုးရအုပ်ချုပ်နေတာမှာကောင်းသေးတယ်ဆိုတဲ့အတွေ့အကြုံဝင်လာခဲ့တာပေါ့ကတားတော့ထားသူတို့ဆရာကြားတဲ့ MND တို့ဝါရောင်ညင်နေတဲ့အတွက်ကြောင့်မလို့တရားနယ်လေးကမဖြစ်မနေညင်နေရမှာပဲသူတို့အင်အားစုမယ်ဆိုလဲစုပေါ့နောက်တဖန်တက်မတော့ကလေချောင်းကုံချောင်းနဲ့ထိုးစစ်ဆင်လာခဲ့တဲ့အခါကျလို့ရှိရင်တော့ဒါတားဖုံးညိုတားကြီးကျော်တို့ကတော့တရုတ်ပြည်တဲ့ဝင်ပြေးတော့မှာပဲ နောက်မှကြံခဲ့တဲ့ပလောင်လူတို့ကတော့ခံပေါ့ဗျာဒီလိုမျိုးဆိုးရွားရုံမာလာတဲ့ခေါင်းဆောင်တွေရရှိလာတဲ့ပလောင်လူတို့ကလည်းအမတန်မှသနာဖို့ကောင်းပါတယ်နောက်တစ်ခုက ULAA ကိစ္စ ULAA ကခုဆိုလို့ရှိရင်ကြောက်ဖြူမှာတက်မတော်ကတက်ဖြူတမျိုးနယ်လုံးကိုပြန်လဲပြီးတော့နှွမ်းမိုးဆိုးမိုးအုပ်ချုပ်ထားနိုင်တဲ့အခြေအနေမျိုးရှိပါတယ်ကျွန်တော်သာဥထုံးမြင့်နိုင်ဆိုလို့ရှိရင် ခုလိုအခြေအနေမျိုးမှာကိုကလည်းမြို့နယ်အများစုကိုယာထားတဲ့အခြေအနေမျိုးမှာဆိုရင်တက်မတော်နဲ့မလွဲမသွေညှိနှိုင်းပြီးတော့နိုင်ငံရေးအဆင့်တန်းတစ်ခုကိုတောင်းဆိုပြီးတော့နေကြတစ်ခုမှာ BGF ဖြစ်နေကျွန်တော်နေမှာအဲ့လိုမျိုးမဟုတ်ဘဲနဲ့ခုလိုမျိုးရခိုင်ပြည်နယ်တစ်ခုလုံးဟာစီးပွားရေးအရာရောကျန်းမာရေးအရာရောလူမှုရေးအရာရောနှိမ့်ချနေတဲ့အခြေအနေမျိုးမှာကိုယ့်ရဲ့လူမျိုးရေးအစွန်ရောက်မှုကိုရှည်တန်းတင်ပြီးတော့မဖြစ်နိုင်တဲ့ Arrogant Dreams တွေနိုင်ငံတွေ အိမ်မက်မှတ်ပြီးတိုက်မယ်ဆိုလို့ရှိရင်ရခိုင်ဒီရဲ့လူမှုဘဝတွေအများကြီးပျက်စီးသွားနိုင်ပါတယ်ဒါဟာချစ်လို့ပြောတာစေတနာနဲ့ပြောတာသဘောထားတိုက်ဆိုင်ခြင်းမှတိုက်ဆိုင်မယ်စစ်ဆိုတာကအနိဋ္ဌာယုံပဲဘာကဘာမှကောင်းဖို့မရှိဘူးဂါဇာကိုပဲကြည့်မလားဒါဘာမှကောင်းဖို့မရှိဘူးတရားတရားနဲ့နာကြီးမုန်းတီးမှုတွေကိုခွာချပြီးတော့ညှိနှိုင်းဆွေးနွေးလမ်းကြောင်းဆိုတာကဒုတိယကမ္ဘာစစ်မှာအင်္ဂလိပ်နဲ့ဂျပန်ကြားမှာလည်းအလုပ်ဖြစ်ခဲ့တယ် အခုလဲအသေးသေးတိုက်ခဲ့တဲ့အဖွဲ့တွေကြားထဲမှာလဲညှိနှိုင်းဆွေးနွေးနေကြတာပဲတဆုံးထိသွားမယ်ဆိုလို့ရှိရင်တော့ရခိုင်အနာဂတ်ကကောင်းမှုမရှိဘူးတစ်ဖက်မှာလဲဘင်္ဂလီဘင်္ဂလီတွေကလည်းချောင်းနေတယ်ဘင်္ဂလားဒေ့ရှ်ကလည်းလုံးဝဒီရခိုင်ပြည်နယ်အတွက်ကို ကောင်းမွန်တဲ့အိန္ဒိယန်တခုဟုတ်မနေခဲ့ဘူးဒါမှမဟုတ်ဒါကြောင့်မို့လို့ရခိုင်ပြည်နယ်အရှိတ်ဘက်မှာရှိနေတဲ့ဗုဒ္ဓဘာသာကိုးကွယ်တာချင်းတူတူနောက်ဆုံးရခိုင်ဆိုတာက ဗမာလူမျိုးနဲ့ genetic တစ်ခုတည်းပဲလူသားမျိုးနဲ့တစ်ခုတည်းပဲဘာကြောင့်ဒီလိုပြောလဲကျွန်တော်ရှမ်းစကားပြောဗမာနားမလဲဘူးဗမာစကားပြောရှမ်းနားမလဲဘူးဗမာစကားပြောရင် ရခိုင်နားလေရခိုင်စကားပြောဗမာနားလေဝဲတာလွယ်လို့နားလေနိုင်တော့တဲ့အထက်ရှိစာလဲတူတူပဲဒီစာပဲနားလေနိုင်တော့တဲ့အထီကိုကျွန်တော်တို့ဖတ်နိုင်တယ်အဲ့တော့ရခိုင်တို့ဒဝဲတို့ဗမာတို့ဆိုတာအမှတ်တမ်းမှနီးစက်တဲ့လူမျိုးတွေဖြစ်တယ်ထားကြမလို့အနီးကပ်ဆုံးလူမျိုးတွေလည်းဖြစ်တယ် ဗုဒ္ဓဘာသာကိုးကွယ်တာချင်းနဲ့တူရဲ့သားနဲ့မိကုမဆုံမုံမဆုံတိုက်မယ်ခိုက်မယ်တက်မယ်ဖြတ်မယ်ဆိုလို့ရှိရင်တော့ရခိုင်နာကွက်တော့ကောင်းမှုမရှိပါဘူး။ဘာကြောင့်လဲဆိုရင်တစ်ဖက်မှာကြည့်ရင်ပင်လေ။မြောက်ဘက်ကကြည့်လို့ရှိရင်ပင်ကလေး။လူဦးရေပေါက်ကွဲနေတယ်။ဘာသာရေးကအဆွန်းရောက်တယ်။အဲ့တော့ရံပြီးနှစ်ဖက်မဟုတ်ဘူးသုံးဖက်ညက်နေမဲ့ရခိုင်ပြည်နယ်ကိုတစ်ဖက်ဖက်ကိုလက်ရှင်ကမ်းပြီးတော့နိုင်ငံရေးအဆင့်တန်းကိုဦးထွန်းမြင့်နိုင်နဲ့ယူလိုက်ပါ။ဒီလိုနိုင်ငံရေးအဆင့်တန်းကိုယူလိုက်ခြင်းအပြင် ို့အတွက်လည်းကောင်းတယ်ကို့ပြည်နယ်အတွက်လည်းကောင်းတယ်ကိုလည်းအများကြီးလှုပ်လို့ကိုင်းလို့လှုပ်တာဖက်တာရှိတယ်အဲ့လိုမျိုးမျိုးမဟုတ်ဖဲနဲ့အဆုံးထိသွားမယ်ဆိုလို့ရှိရင်ရခိုင်ဒေသဟာကြီးရည်လေးစစ်စင်ကြီးထိုးလို့ကောင်းတဲ့နေရာပါတအောင်ပလောင်နေလိုမျိုးကိုကန့်နေလိုမျိုးတရုတ်ပြည်နယ်ဆက်ဆက်နေနေရာလည်းမဟုတ်ပါဘူးအပေါ်မှာတက်လို့ရှိရင်ချင်းတောင်တန်းဒီဘက်မှာဆိုလို့ရှိရင်လည်းပြည်မာကြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ရခိုင်ဒေသမှာလိုမျိုးလူမျိုးကြီးကိုအခြေခံပြီးတော့လူစုဆောင်လို့ရတာမျိုးမဟုတ်ပါဘူးခုချိန်မှာတက်မတော်အားလုံးက အမြင်ဆောင်နေတာရှိတယ်ဒါမျိုးတွေအကြောင်းမလို့စီယုံကလည်းဆက်သွယ်ရလို့ PDF တွေအသုံးချရလို့ရဆိုပေမဲ့နိုင်ငံရေးတစ်ခုအရွေးရောက်သွားလို့ရှိရင်ရခိုင်နှုန်းကလိုင်းပေါ်မှာလူမျိုးတစ်မျိုးနဲ့တစ်မျိုးကြားပောက်ကွဲခဲ့ကြတိုက်ခိုက်ခဲ့ကြတဲ့ဖြစ်ရမျိုးတွေတပတ်လည်လာမယ်ဆိုလို့ရှိရင်ဘယ်တော့မှလူမျိုးရေးအဆွမ်းရောက်တာဘာသာရေးအဆွမ်းရောက်တယ်ဆိုတော့ကောင်းကျိုးမပေးပါဘူးအဆွမ်းရောက်လို့ရှိရင် ပြုတ်ကျတတ်ပါတယ်ဒါကြောင့်မလို့ရခိုင်ပြည်ရဲ့အနာဂတ်ဗုဒ္ဓဘာသာရဲ့အနာဂတ်ကို ရှေ့ရှုမယ်ဆိုလို့ရှိရင်လူသားမျိုးနွယ်ချင်းနဲ့တူဘာသာစကားချင်းနဲ့တူယဉ်ကျေးမှုချင်းနဲ့မကွာတဲ့ဗမာနဲ့ရခိုင်ဟာပေါင်းစည်းတင်ပါတယ်နိုင်ငံရေးအစတန်ကိုယူပြီး confederate ဆိုတယ်မဖြစ်နိုင်တဲ့ဘယ်တော့ခါကမှဘယ်ဗမာမှဘယ်မြန်မာမှ အခြေမချခဲ့တဲ့ဒီဝါဒေသကိုလူမျိုးအတုခိုးနေမယ်အစားဟုတ်ပါမင်းဒီပဲမင်းအပြန်အလှန်အသွာလာခဲ့တဲ့ပကံခိခရီးရနဲ့အဆက်အသွယ်ရှိတဲ့ဗုဒ္ဓဘာသာသနာချင်းနဲ့အခုချိန်ထိလည်းအဆက်အသွယ်ရှိနေတဲ့ရခိုင်နဲ့မြန်မာဟာညီကိုသားချင်းလိုမျိုး ပြန်လဲပြီးတော့ဆွေးနွေးညှိနှိုင်းတင်ပါတယ်ဒီလိုဆွေးနွေးညှိနှိုင်းရင်အပြည့်ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ကုံစင်းလုံးပြဿနာတွေစိတ်ရေးပြဿနာတွေတည်ကြည်ပျက်စီးမဲ့အရာတွေအားလုံးဟာညှိကုန်းချုပ်သွားပါလိမ့်မယ်ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်ချောင်းမှာဘီဂျက်ဖြစ်နေအေးရဆက်လက်ပြီးရှင်းတမ်းမယ်ဆိုလို့ရှိရင်လည်းမဖြစ်နိုင်စရာအကြောင်းတော့တိတ်မရှိပါဘူးဒါကြောင့်ဥထွတ်မြိုင်နိုင်အနေနဲ့လဲခုလိုအခြေအနေမျိုးမှာတက်မတော်နဲ့ဆွေးနွေးညှိနှိုင်းတာဒီအကောင်းဆုံးသောအဖြစ်တစ်ခုဖြစ်လိမ့်မယ်လို့ကျွန်တော် အကြံပြုတင်ပြလိုပါတယ်